ော်နေကျွန်တော်ဖွဲ့တွေမနေ့ကလိုထားလာကြပါပြီ6နာရီနဲ့အာ9မိနစ်လောက်ပဲရှိပါသေးတယ်ဗျာဒါမဲ့ sunrise မမီတော့ပါဘူးဟို view တွေကတော့တော်တော်မိုက်ပါတယ်ဒီဘက်ကတော့နေထွက်တဲ့အရှိရပေါ့ဗျာဒါကတော့အနောက်ဘက်ရပါ daily လုပ်တင်နဲ့မအားတဲ့သူတွေချိန်လေး၂ရက်၃ရက်လောက်ပြီးပြီးတော့ဒီတောင်းလာတက်ပြီးတော့ဘောနော် study show တို့အကြံပေးကြပါလေ all this room ဒီကျွန်တော်တို့တောင်းတက်တယ်ဆိုတာကနည်းနည်းလေးပြင်မယ်ပြင်မယ် ်ရောက်လို့ရှိရင်ကျွန်တော်တို့တောင်ပေါ်ရောက်လို့ရှိရင်ကျွန်တော်တို့မြင်ရတဲ့ view တွေခံစားရတဲ့ feeling တွေကလောက struggle ကြောက်ကြစေပါလေခင်ဗျာ view တွေအရင်လှပါတယ်ရှင်းမင်းတော့မြင်ရတော်လေးလာတဲ့ ဖွဲ့ခံကောင်းနေမယ်ပြောရမလားမသိဘူးဗျအာဒီမှာတောင်ဆလပ်ပန်းနေပွင့်နေတာ ਨੇ ကြုံရပါတယ်အဲကြောင့်တောင်ဆလပ်ပန်းလေးတွေ ਨੇ တပုတ်ရိုက်နေကြပါတယ်ပွင့်ရေးတာလားကိုရှိုင်းတောင်ဆလပ်ပန်းအဲဒါပထမဆုံးပွင့်တာလေဟာလားတော့စလပ်ပါဒီနည်းရေးလေးလေးနဲ့ မဲ့ပါလို့ခုနော်။ငယ်ရမျက်စိရမဲ့တော့။ဟုတ်။ညော။မနစာ။စားနေကြပါပြီ။မှန်မှန်လှိမ့်ရမယ်။နည်းနည်းပြုတ်နေ။ဘိုင်းလေးဘိုင်းလေး။ကောင်းဆပြုတ်ကောင်းဆပြုတ်နဲ့ကျဥ်နေပါဟဲ့ chef ကတော့ကိုချီလေးကိုပါဗျာသုံးတန်နေပေါ့သုံးတန်နိုင်ပါမယ်ကော်ဘူးတွေအကုန်ပြန်တိုင်မယ်နော်ဘုံတိုင်မယ် ခဏနေတဲလေးတွေတိမ်းပြီးတော့ပြန်ထွက်ပါတော့မယ်ကျတော့တဲလေးတိမ်းအထုပ်ပိုးတွေထုပ်ပြီးတော့ကိုနိုင်လောက်ကျရင်ပြန်ဆင်းပါပါဘူးလောလောဆယ်တော့ဟိုဘက်ကအရှင်းမြင့်နောင်မြင့်တောင်ပေအမြင့်မှတ်သားထားတဲ့တောင်ကိုတော့တက်မှာဖြစ်ပါတယ် ျွန်တော်ဒီရှင်းမြင်နောက်ပြင်ပေးတမချက်လောက်ထားတဲ့နေရာလေးကိုရောက်နေပါတယ်တောင်ထိပ်ပါ view ကဒီနေရာကြည့်ရင်အရင်လှပါတယ်ကျွန်တော်ဖွဲ့တွေ group ပုံလေးတွေရိုက်တယ်ရိုက်ပြီးတော့ခု9နိုင်ထိုးပြီးဆိုတော့ကျွန်တော်တောင်အောက်ကိုပြင်ဆင်ရမှာဖြစ်ပါတယ် view တွေကတော့မြင်တဲ့အတိုင်းပါပဲဗျာပတ်လေး လာပါတယ်ကျွန်တော်ဒီပတ်မှာဆိုရင်ရွာငယ်ရွာငယ်ဖေဟာအဖြူလေးကိုတွေ့နေရပါတယ်ဒီဘက်မှာတော့မြူလေးတွေနည်းနည်းဆိုင်းလာပြီဗျာဟိုဘက်ချမ်းမှာတော့ကလောစင်တောင်မြင်နေရပါတယ်ခါခွင်ကြောင်းရှင်မင်းတော်မင်းတက်ကိုရှင်မင်းတော်မင်းတောင်းတက်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်ဗျာ ကျွန်တော်တို့အဖွဲ့တောင်ကြီးကိုပြင်ဆင်ပါပြီဗျာအချိန်ကတော့9နာရီနဲ့16မိနစ်ပါကျွန်တော်တို့နေ့လယ်စာအမီကျွန်တော်တို့မနေ့ကစတက်ခဲ့တဲ့ရွာပေါ့နော်ဒီရွာကိုကျွန်တော်နေ့လယ်စာအမီပြင်ဆင်มาဖြစ်ပါတယ်ကျွန်တော်တို့အဖွဲ့ကြီးစထွက်နေပါပြီပုံမှန်တော့မြူလေးတွေ စိုင်းနေတာတွေ့ရပါတယ်ဗျာဘယ်မှာရှင်းမနေတော့ဘူးနောက်တစ်ခေါက်ပြန်လဲဆုံတွေ့ကြမှာဗျာကျွန်တော်ပြန်ခီးရအေဂျင်စီရှိလာပါတယ်ဟိုးတောင်အောင်ပါတော့ရာသီလူနေတာနေလို့တွေ့ရပါတယ် ော်တို့ဒီအပေါ်မှာတော့မြူလေးလေးဆိုင်းပြီးတော့အေးအေးကျန်ကျန်လေးနဲ့ကျွန်တော်တို့ပြန်ဆင်းနေကြပါပြီ။အော်အတက်ခီးပါမအော်ជីជីမမအဲ့ဒါမျိုးတွေရှိတာမျိုးတွေမရှိခဲ့ပါဘူး။အာ easy position ဆိုင်းနောက်နေပဲ။တက်ခဲကြပါလေ။အခုလည်းပြန်ခီးကိုစတင်နေပါပြီဗျာ။ စွာလူလူအကြည့်မသေးရီကွယ်စပုံချမိသည်မြရယ်လူယုံမိခဲ့သည်မြရယ်လုံချတဲ့ရွာသားမှုပါယုံပါရဲ့ခမပြောတဲ့စကားတွေအလုံးမင်္ဂလာပါကျေးဇူးပဲအဲ့တော့ကိုဆိုင်ရဲ့ချော်ပြမှုတစ်ဖက်ဖြစ်ပါတယ်သူလည်းသူ့ဖန်နဲ့သူတောက်ပါတယ်ဗျ음 bye, -bye. ကျွန်တော်ပြောချင်တာပေါ့နော် အခုဒီမှာရေတံဘူးတွေဆိုရင်ဒါကျွန်တော်တို့သုံးခဲ့တဲ့ရေဘူးတွေမဟုတ်ပါဘူးအဲအပေါ်မှာကျန်ခဲ့တဲ့ဟာတွေကျွန်တော်ပြန်ပြီးတော့တည်လာပြီးတာပါဒီတိုင်းထားခဲ့တယ်ပေါ့နော်ဟောရေတံဘူးတွေကိုသုံးပြီးရင်ထားခဲ့တယ်အခုအခုစိုးတာကဘာစိုးလဲဆိုတော့ပလင်းနေဗျရေပလင်းနေလေဖမ်ပလင်းတွေကိုတည်လာတယ်တည်ပြီးတော့ပြစ်ထားတယ်ပေါ့နော်အဲ့ကောင်တွေကကြာတော့ကွဲကွဲကုန်တယ်ဗျဖမ်ပလင်းတွေကအဲ့ကောင်တွေအရင်အဲ့နေရှိတယ် ။အဲကြောင့်ကိုတောက်မယ်စားမယ်ဆိုလို့ရှိရင်ကိုယ့် plane ကိုရေတံမှုလေးချိန်ပြီးတော့ထည့်လာတာပိုအဆင်ပြေတယ်ဗျာ။ဘာလို့လဲဆိုတော့တောင်ပေါ်မှာကတခုခုထိခိုက်မှုဖြစ်သွားပြီဆိုလို့ရှိရင်ဟောလို့ပြောမလဲ။ကူအတတာမလွယ်တော့ဘူးလေ။အဲဒါကြောင့်မလို့ကိုယ့်ရဲ့တနိုင်တပိုင်ကိုလှုပ်ချင်တာလေးတွေကိုကိုယ်တောင်းယူမှုတောင်းခံမှုရှိရှိလေးနဲ့လှုပ်ဆွေးချင်ပါတယ်ဗျာ။တောင်ပေါ်မှာ plane နေ plane ကွဲစားတွေရာ အနေများပါတယ်ဆိုတော့တော်လန်လေးတွေကိုပြန်ဖြတ်နေရပါပြီဗျာအော်အစင်းဆိုတော့နည်းနည်းတော့ခီးနေတဲ့တွင်နေကျွန်တော်ဒီတောင်ဘေးပက်လန်တောင်ကျော်လန်လေးတွေကျွန်တော်ဖြတ်ပြီးရင်ကျွန်တော်ဟိုတာဝါတိုင်းဂုံးကိုပြန်ဆင်းมาဖြစ်ပါတယ်ဗျာနည်းတော့ တန်ကြီးရနေနေတော့ကျန်နေလို့ဆူအောင်မို့ဗျာစတော့လိုက်ပါဦးမယ်ဆင်းလန်းလေးရဆွေးတော့ဖြစ်ဒီလိုမျိုးလေးတွေဆင်းနေရပါတယ်ကျွန်တော်ကဒီအဲ့ဒီအဲ့ဒီဟိုကိုဆင်းသွားတယ်ဟိုအောက်ကြားတွေကိုကျွန်တော်ကတူနေလုံးပါပြန်ဆင်းရမှာဖြစ်ပါတယ်။ကြောက်အောင်ပါလေကွာ။ရှေ့ရလောက်တော့လောက်ထားအောင်လေ။တောင်ပေါ်က view တွေကတော့ဘုကက view တွေဆိုင်းနေတယ်ဘာမှမမြင်ရပါဘူး။ ီဘက်ကတော့ဟိုတောင်အောင်ထီကိုနေနေရပါတယ်ဗျာ။ရမိုက်ပါတယ်။ပြည့်စင်လာကြပါပြီကျွန်တော်နောက်ဆုံးအဆုံးမှာကျွန်တော်တို့ကလမ်းဖြက်လမ်းနေစင်ချလာလိုက်တာရှင်းသွန်းတော်သူတွေကနောက်မှကျင်ခဲ့ပါတယ် တော်မမပွင့်တဲ့အုံပန်းလေးတွေပါအုံပန်းလေးတွေကိုခူးပြီးတော့ဖျက်ကတ်လို့ရအောင်ပြန်ပြီးဖက်လေးနဲ့ပြန်လုံထားတာပါအဲ့ဒီဖက်လေးကိုဖွင့်လိုက်လို့ရှင်အဲကတော့ကတော့လို့ပုံစံဖြစ်ပြီးတော့အဲဟိုလိုမျိုးဖြစ်ပြီးတော့လှပါလေဖျက်ကတ်ဖို့ပါတဲ့တပင်းအိုးစမ်းလေးလေးနဲ့ လာတဲ့နေရာတွေတခုကိုကျွန်တော်တို့ဖြတ်နေပါတယ်။ကျွန်တော်ပြန်ခီးရတော့နည်းနည်းတော့တွတ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့မနေ့ကသမစ္ဆာနာနဲ့တာဝရနဲ့နားကိုတော့မရောက်သေးပါဘူးဗျ။ခီးတစ်ပိုင်းမကြိုသေးဘူးလို့ပြောရမှာပေါ့နော်။ကျွန်တော်တို့ကဆက်သွားနေပါတယ်။ကျွန်တော်ကတော့နောက်ဆုံးကနေပကီအနေနဲ့လိုက်ပါတယ်။ကျွန်တော်နောက်မှထန်းသမားတစ်ယောက်ပဲကျန်ပါတယ်ဗျ။ဆက်သွားလိုက်ပါဦးမယ်ဗျာ။ ကျွန်တော်တို့အစင်းလက်မှာအာရှုကင်းလာလာလေးတွေ့လို့ရှုကင်းကြည့်ပြီးတော့ခဏနာတာဖြစ်ပါတယ်ကျွန်တော်မနေ့ကဆင်းလာတာဟိုးဘက်တောင်ကျောပေါ်ဆင်းလာတာအဲ့ဘက်တောင်ကျောပေါ်ကိုကျွန်တော် ပြန်တက်มาဖြစ်ပါတယ် view တွေရမ်းမိုက်တယ်ဗျာအတတုံးအောင်လဲလာသလိုအစင်းလက်လာပါတယ်ရာသီဥတုတာရနေတာကလည်းကျွန်တော်တို့ရှုကင်းလာလာလေးကိုဖန်တီးပြထားရလို့ခံစားပါတယ်ဗျာ ရန်လာတဲ့တောင်ကျောပေါ်အိုးကျွန်တော်ပြန်တက်มาဖြစ်ပါတယ်။နေရတော့ဒီတောင်ကျောပေါ်နဲ့ကျွန်တော်ဆင်းလာခဲ့တာပါ။အခုတော့ကျွန်တော်တို့တောင်ကျောဟိုးအပေါ်တွေကိုကျွန်တော်တို့ပြန်တက်သွားมาဖြစ်ပါတယ်။ဒီနားမှာတော့နွားတွေစကြက်လို့ပြောရမယ်။ဒီနားမှာနွားတွေအများကြီးရှိပါတယ်ဗျာ။ကျွန်တော်တို့မနေ့က သမင်းစနားထားတဲ့တာဝါလိုက်တဖြည်းဖြည်းနီးကပ်လာပါပြီကျွန်တော်တို့နောက်ဆုံးအနေရှောင်းနေနဲ့တဖြည်းဖြည်းရှေ့ရောက်လာပါပြီကျွန်တော်ရဲ့ကိုရှိုင်းရဲ့ထန်းအကို၂ယောက်ကလေးယောက်ကထိတ်ဆုံးကနေဥဆောင်ပြီးသွားနေပါတယ်နောက်ကလူတွေကတော့နည်းနည်းလေးပြက်ကြံနေပါတယ်ဗျာ ျွန်တော်နဲ့ကိုရှိုင်းနဲ့ထိတ်ဆုံးလာတာဆိုတော့တပြည့်တောင်းရတယ်ညာညီလာပြီကြောက်ကြိုင်နော်တပြည့်တောင်းဝိုင်းနာရှောက်လာပါပြီဗျာကျွန်တော်ထိတ်ဆုံးကနေနေ့ဟုတ်တာတော်တော်တော်နဲ့ရှောက်လာတာပါနောက်ကဖွဲ့ရတော့ဝီးကျင်ခဲ့ပါစောနောက်ကကျေကျွန်တော်နောက်2000လောက်ကျင်ခဲ့တယ်ဟေး ျွန်တော်နဲ့ကိုဆိုင်နဲ့တော်ဝိုင်းနာကိုရောက်ပါပြီကျွန်တော်တို့နောက်ကအဖွဲလေးဆောင်းနေတဲ့ချင်းလေးနဲ့နားယူနေပါတယ်ဗျာ view လေးကြည့်လိုက်ပေါ့ဗျာ view ကတော့ဆောင်းရမ်းမိုက်တယ်ဗျာဟိုးအောင်ပါရွာလေးတွေလမ်းလေးတွေရေစီးကြောင်းလေးတွေကိုကြည့်ပြီးတော့စုကုပ်ပဲဗျာဘာနဲ့မှမလဲနိုင်ဘူး feeling ရဲ့နောက်ကအဖွဲလေး တဖြည်းဖြည်းနဲ့ဟိုဘက်ကျတော့မတက်ပါဘူးလာကြပါပြီသူတို့5မိနစ်10မိနစ်လောက်နားပြီးကျွန်တော်တို့ပြန်ထွက်มาဖြစ်ပါတယ်အဆင်ပြေလားပြီးပါတယ်ရကျွန်တော်တို့ကျွန်တော်တို့လင်းစင်နေပြီโอเคပြီးပြန်တောင်းဝန်းနေတက်လာခဲ့ကျွန်တော်တို့ဖွဲ့ခဏနာစားပြီးမုတ်ကလေးနည်းနည်းပါးပါးစားပြီးတော့ပြန်ထွက်ပါပြီကျွန်တော်ဆက်နားခွဲပါကျွန်တော်တို့စတက်ခဲ့တဲ့အရွာမှာ နေ့ကစားမှဆိုတော့ Biden နည်းနည်းစားနေရပြီဆိုတော့ခီးတတုပ်လေးဆက်နေညမှာဖြစ်ပါတယ်အပြန်ခင်းပြန်ခီးအစင်းလောက်ကိုကြည့်ပါအောင်ဗျာတောင်းအသိမမှတ်ပါဘူးတော်သေးတယ် motivation ရတဲ့သချင်းတန်လေးကြားနေရတော့ကျွန်တော်တို့ကမပင်ပန်းဘူးလို့ထင်နေရ။ဟုတ်တော့နောက်ဝင်းဆိုင်ကြီးမှာအေးဘုံတိုင်းနေရာချမ်းဘူးနေရာကြီး။အော်ညနောက်ဝင်းရတဲ့စံကကီဒီမောင်းနေအောင်ကြားဖို့ပါဘောနော်။ဟာသူတို့သူရင်ပြည့်ရတာဝီးရတာနဲ့ဒီပေါင်းခနေရတော့ကြီးကြရရတယ်။ကိုလိုများရိစက်မှုပြင်းဝင်နေတဲ့ကိုလိုများသူတို့လိုဝီးနေမယ်ဆိုရင်နှစ်ပေါင်းထောင်တောင်းမကဘူး။ လွမ်းသမျှတော့ပြင်နိုင်မယ်မရှိဘူးရှိတယ်။ကျန်လိုက်တာ။တို့အဲ့လိုတန်စင်လေးနဲ့ကျွန်တော်တို့ဘုံတိုင်းကရှူအောင်လေးကိုဆင်းနေတာဖြစ်ပါတယ်။ကပားချီလေးရှောင်းနေကဝဲနေတယ်။ဟိုပါကြီး။ဟိုပေါ်ဆင်းလာအောင်ပါ။ပြရမယ်။တလားဒီလီမောင်နဲ့ကွယ်။ဒီပေါ့ခဏရဆွေးရအောင်ဒီနိုင်ဘူးတဲ့ကွယ်။ကိုတို့ရှင်ရာဒီ မတည်သာသည်အလီလီပြောင်းဟောက်ပဲမရှိနိုင်မရှိနိုင်လေးတွေသူတို့လိုလမ်းနေသူကြီးဒီပေါင်းထောင်တောင်မကြခင်ဗန်းသမီးပြေးနိုင်မယ်မတည်ရေးဒီတန်ရှင်ကိုရှိုင်းရဲ့ဒီဆိုပြောပြမှုဖြစ်ပါတယ်။တော့ဆက်ဆင်းလိုက်ပါအောင်မယ်။ကြာခင်မှောက်ရလဲပါတော့မယ်။ဆက်ရိုက်နေလို့ရှင်။အာဒုက္ခရှင်ကြာ။ ရေထွက်ပေါ့နော်ရေတကုံလုံးပုံစံမျိုးလေးတွေအသေးလေးတွေပေါ့နော်ရေကျနေဒီမှာတဆင်းရဟိုးနောက်မှာတဆင်းတို့ရှူကြလေးတွေမှာပေါ့နော်အဲကိုဆိုင်ကတော့ဓာတ်ရေကောင်းညွန့်လေးတွေတိုက်ခူးနေပါတယ်အဲဓာတ်ရေကောင်းညွန့်ကကြော်ဆိုင်ရမ်းဆက်ကောင်းနေဗျာဟိုဟိုလေးတွေတော့ဆင်းလာပြီကျွန်တော်တို့ရှေ့ဆက်သွားလိုက်အောင်ဗျာ ်ဖြစ်ဖြစ် trail run ဆန်လာပါပြီအာနောက်ကကြံတဲ့အဖွဲတွေကနောက်မှကြံခဲ့ပါတယ်ရှေ့မှာညီလေးအငယ်ဆုံးလင်ဆက်ကတကုံတောင်တဲ့သွားတာသူတို့ပြက်သွားလို့ဆိုပြီးသူအမိလိုက်နေတယ်ဟာကျွန်တော်တောင်းနေလဲကျွန်တော်တော်ပြက်သွားပြီဆိုရှေ့ကလင်ဆက်ကိုလည်းလိုက်တာကိုယ်ဒီမမိသေးဘူးဒီကောင်တော်တော်တုတ်တယ်ဆရာမမြင်ရဘူး ဟာဘိုက်ဆန်နေလို့လားဘာလို့လဲမပြောတော့ဘူးကျွန်တော်လိုက်တာဘလို့မမီကူပြနေတယ်ကောရှောက်ပါပြီဟမ်စတက်ခဲ့တယ်ရွာကိုပြန်ရောက်ပါပြီကျွန်တော်အဲ့လေးနည်းနည်းမှားလိုက်ပါတယ်ချက်လန်းကိုမသိရင်းနေ လမ်းမကြီးတိုင်းအစင်းလာနည်းနည်းလေးချိန်ပြင့်သွားလို့ပြောမှာပြဒါပေမဲ့နောက်ကဖွဲ့ရောရောက်မလာသေးဘူးဟာကျွန်တော်ရှိမှာတော့ညီလင်းဆက်ကရောက်နေပြီတော့ထင်ပါတယ်โอเคကျွန်တော်ကျွန်တော်တတ်ထွက်ခဲ့တဲ့ရွာလေးကိုပြန်ဝင်နေပါပြီဗျာဆိုတော့စီပရမတော်ရောက်တဲ့ညီလေးလမ်းမှန်တော့သူကရောက်လေဟာရောက်လာမှာဟမ်ဟုတ်တယ်ဘရိုတော့ရောက်လာသူတို့သူတို့ဒီညီလေးတွေကသူက ထမ်းနဲ့အစိုးရရောက်လာပြီးတော့မှလင်းဆက်ပြီးတော့ကျွန်တော်လမ်းမလေးကို Okay နောက်လူတွေဆောင်းလိုက်ပါဗျာလူစုံပြန်ရောက်ပြီဆိုတော့ကျွန်တော်တို့နေ့လေသာစားဖို့ပြင်ဆင်နေပါပြီဒီလေသာစားတဲ့ချိန်ကတော့နာရီနဲ့48မိနစ်ပါကျွန်တော်လူစုံပြီဆိုတော့ဒီစုံသားပါအားလုံး အားလုံးအမေစားဖို့ပဲဓာတ်ပုံရဲ့ကိုယ်ကတော့မရှိတော့ပါဘူး။အမေစားနဲ့ခီးစင်ပြီးဆုံးပါပြီ။ကျွန်တော်တို့ကားရင်းနဲ့ပဲအောင်ပန်းကိုပြန်ပါတော့မယ်ဗျ။ကျွန်တော်ဖွဲ့ရီသမင်းစားတော့ပြီထုတ်ပိုးတွေတင်ပြီပြန်ပါတော့မယ်ရဲရှင်းမင်းနောက်မြင်တောက်တက်ခီးစင်ကဒီမှာပဲပြီးသွားခဲ့ပါပြီဗျာ Vamos allá,